လုံးမဲမင်္ဂလာပါဒီနေ့ဂျွန်လ10ရက်နေ့မှာတော့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဝပီเนาะဝပီမှာဆိုလို့ရှိရင်မူရဲစေဝါတွေတော်တော်ထုတ်လုပ်ဖို့တွေလုပ်နေတယ်ပြီးလို့ရှိရင်တော့မင်းရှားတက်တူတွေကိုဒူးဖော်နေတယ်ဆိုတဲ့ဟာကိုထိုင်းကနေပြီးတော့ထုတ်ဖော်တယ်ပြီးလို့ရှိရင်တော့ထိုင်းကနေပြီးတော့ပြောထားလဲဆိုလို့ရှိရင်တော့မူရဲစေဝါတိုက်ဖြစ်ရင်းစစ်ပွဲကိုကျင်းပတယ်သူကဆိုတော့ဒီမြန်မာနိုင်ငံနဲ့တရုတ်ကဂိုင်းတွေပေးဖို့သူတောင်းဆိုတယ် ဒါကိုတကယ်တမ်းမြန်မာနဲ့တရုတ်ကမကင်တွေ့ပေးဘူးဆိုလို့ရှိရင်ထိုင်းကနေပြီးတော့ direct ကင်တွေ့မယ်ဆိုပြီးတော့သူပြောတယ်။ဆိုတော့အဲ့ဒါက decision တော့ကညဒီပေတူတန်ခုလက်ရှိဝန်ကြီးချုပ်ရဲ့အဖေဖြစ်တယ်။ဆိုတော့နောက်ကနေပြီးတော့ချိုးခိုင်တာသူပဲ။ဆိုတော့အခုကတော့ဝါကိုပြောတယ်မင်းတို့မွေးဆိုးဝါလုပ်တယ်အဲ့ဒါကိုမလုပ်ဖို့အတွက်သူပြောတယ်အဲ့ဒါကိုနေပြီးတော့ဝါကနေပြီးတော့လုံးဝအဲ့ဒါကိုဆန့်ကျင်တယ်ငါတို့မလုပ်ဘူးဆိုတဲ့ဟာကိုသူတို့ခြေပတယ်ဆိုတော့ထိုင်းကလည်းငါတို့စီမံတက်တည်ရှိတယ်တကယ်တမ်းလုပ်ဘူးဆိုလို့ရှိရင်သူ့ကို တပ်ဖို့အတွက်စုကြည့်ထုတ်ပြီးတော့တတ်နိုင်တယ်လို့လာပြီးတော့တတ်နိုင်တယ်ဆိုပြီးတော့ transitional ဝါကပြောတယ်ဆိုတော့အခုကဝါကဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ဝါပြေတောင်ပိုင်းရဲ့မြောက်ပိုင်းရဲ့အဲ့ဒီဖက်ကနေပြီးတော့စစ်သား2000တောင်ပိုင်းမှာ2000မြောက်ပိုင်းက2000နောက်စစ်ဒင်းဟန်းတွေကိုပေးဖို့စစ်သားအစ်စ်တွေကိုကောက်ယူဖို့ဒင်းဟန်းစင်းပွဲတွေလာသူတို့လုပ်နေတယ်ပြီးလို့ရှိရင်တော့စစ်ရဲ့ပြအခမ်းအနားတွေကိုလည်းတောက်လျှောက်လုပ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ် နောက်တစ်ခုကကြောက်ဖြူเนาะကြောက်ဖြူမှာဆိုလို့ရှိရင်တော့တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်အဲ့ဒီမှာဖြူဟာမူသေးတယ်မြူမာမူရဲ့နာမည်ကကျော်မျိုးအောင်เนาะကျော်မျိုးအောင်အဲ့ဒီမှာစစ်သားတွေကဆိုလို့ရှိရင်၃၀သေးတယ်၅ယောက်ကစနိုက်ဖာနဲ့ပြစ်သက်ခံရတယ်ပြီးလို့ရှိရင်တော့ဒူတိုင်ယုံမူသေးတယ်အခုထပ်ပြီးတော့တည်င်းတက်လာတယ်အဲ့ဒါကပထမတန်းအဆင့် G1 ဘုံမူကြီးကျော်လင်းကြိုင်ဆိုတဲ့လူကအဲ့ဒီမှာသေးတယ်ဆိုတော့တော်တော်အများအပြားဒီမှာဆက်ကဆတွေသေနေတာကို နေတွေ့ရတယ်ဆိုတော့စစ်တုပ်ပတ်ကဘလောက်ဖမ်းရလဲဆိုလို့ရှိရင်ဆင်းကရောက်ဖမ်းလို့ရတယ်ဆိုတော့ကြောက်ဖြူမျိုးကတိမ့်မယ်ဆိုလို့ရှိရင်ရက်ပိုင်းအတွင်းမှာကျွန်တော်တို့တိမ့်နိုင်တယ်ဒါပေမဲ့ကြံရှိတာကပါလဲဆိုလို့ရှိရင်ညမဒီရေတက်အဲ့ဒီဟာကိုတိမ့်ဖို့သူတို့ကြံမယ်ပြီးလို့ရှိရင်တော့ဒီတရုတ်ရဲ့စီးပွားရေးဆောင်ရှိတဲ့မြတ်ဒေးကျွန်းမြတ်ဒေးကျွန်းကိုနေပြီးတော့သူတို့ဘလို့တိုက်ခိုက်မလဲအခုညမဒီရေတက်ကိုဘလို့တိုက်ခိုက်မလဲဆိုတဲ့ဟာကအဲ့ဒါကအဓိကဖြစ်တယ်ဆိုတော့ကြောက်ဖြူမျိုးကတော့1-1မိတော့ခိုက်နေတယ်အဲ့ဒီမှာ တရုတ်စစ်သားတယောက်သေးတယ်နော်တရုတ်စစ်သားတယောက်သေးတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့တရုတ်စစ်သားတွေကဘာလို့လဲဆိုလို့ရှိရင်ဒုံဒုံမှာဆိုလို့ရှိရင်သူတို့ဒါရိုက်ပါဝင်ပတ်သက်မှုရှိတယ်နေပြည်တော်ကနေရှိတယ်ပြီးလို့ရှိရင်တော့ဒီတက်စခန်းနေပြီးတော့ရှိတယ်ဆိုတော့ရောက်ပေါင်းနေစေပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ဟာကိုဟိုတရက်နေရာကတည်င်းတို့ကျွန်တော်တို့ပြင်ဆက်ပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့ကတော့နော်အဲ့ဒီမှာတိုက်ပွဲတွေအတွင်းမှာဆိုလို့ရှိရင်အဲ့ဒီတရုတ်စစ်သားတွေလည်းဒီခိုင်မှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီပခုတ်ကိုမိသက်စိတ်ရုံကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာသူတို့ ဆက်ကဆတ်တွေကတက်ချထားတာရှိတယ်အဲ့ဒါကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့9ရောက်ဖေးဆွန်းဖို့ရှိတယ်နောက်တစ်ခုကစကိုင်းမျိုးပေါ်မှာရှိတဲ့အမှတ်33ချင်းမြင်တိုက်ရင်ဌာနချုပ်ကိုနေပြီးတော့ဒီဖက်က short tight zone တွေနဲ့ပြစ်တယ်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာ3လုံးစလုံးထိတယ်6ရောက်ဖေးတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်အဲ့ဒါကဒီစကိုင်းမျိုးပေါ်မှာရှိတဲ့အမှတ်33 တိုင်းရင်ဌာနချုပ်ကိုဖြစ်တာနော်ဖြစ်တာ short title တောင်းလို့နဲ့ဖြစ်တာ၆ရောက်ပြေသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကထွေထွေထိုးစစ်တကိုတင်ပြီးတော့ဆင်းနေဖို့ဆင်းနေပြီအဲ့ဒါကြောင့်တိုက်ပြည်မှာရှိတဲ့တိုက်ပြည်မှာရှိတဲ့ပြည်သူလူထုတွေအာယုံစိုက်ကြဖို့ပါဝင်ကြဖို့ဒီကျန်းမာရေးဝန်ကြီးဒေါက်တာစောဝေစိုးကျန်းမာရေးဝန်ကြီးလည်းဖြစ်တယ်ပညာရေးဝန်ကြီးလည်းဖြစ်တယ်နော်ဆိုတော့ဒေါက်တာစောဝေစိုးကနေပြီးတော့ပြောလိုက်တယ်အဲ့ဒါက NUG ရဲ့ဝန်ကြီးထွေထွေထိုးစစ်ကြီးကစတော့မယ်ဆိုတဲ့ခါကျတော့အဲ့ဒါကိုပြည်သူလူထုတွေ နော်အယုံဆိုင်ကြဖို့ပါဝင်ကူညီကြဖို့ဆိုပြီးတော့ဒီဒေါက်တာဇော်ဝေဆိုးကပြောလာလို့တွေ့ရတယ်ဆိုတော့ဒီ attritosis ဆိုတာကဆေးရည်တည်နေဖြစ်နေတယ်နော်ဆေးရည်တည်နေဖြစ်နေတယ်သူရဲ့ဝင်ကြီးတောင်ဝင်ကတော့ကျွန်တော်တို့ကျန်းမာရေးနဲ့ပညာရေးဝင်ကြီးဖြစ်နေတယ်ဒါပေမဲ့သူအများအဖြစ်ကျွန်တော်တို့တည်နေမိရမှာကြားတဲ့ဟာကဆေးရည်ကိုလည်းသွားသွားပြီးတော့ကျွန်တော်တို့ခံမှန်းတာကိုသူတွေ့ရတယ်နော်ခံမှန်းတာကိုတွေ့ရတယ် လိုဘလိုလုပ်မယ်ဆိုတဲ့ဟာကိုသူပြောတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကကကွေးဝန်ကြီးကနေပြီးတော့ပြောရမယ့်စကားဖြစ်တယ်ဒါပေမဲ့ဒီပညာရေးဝန်ကြီးနဲ့ကျန်းမာရေးဝန်ကြီးကပြောတာကိုတွေ့ရတယ်ဆိုတော့ပြောရတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ပြီးတော့အဲ့ဒီမှာသူ့ရဲ့အင်တာဗျူးတွေကိုပြန်ပြီးကြည့်တဲ့ခါကျတော့ပြည်သူမှပြည်သူတို့အစီအစဉ်မှာသူ့ကိုခဏခဏနော်သူတို့မေးတယ်မေးတဲ့ခါကျတော့ဒီမေးခွန်းကိုသွားသွားပြီးတော့မေးတယ်မေးတဲ့လူကလည်းဆိုတော့မေးတဲ့လူကအဲ့လိုမျိုးမေးတဲ့ခါကျတော့ဖြေတဲ့လူကလည်းသူသိတဲ့လောက်ကိုဖြေတယ် ခေတ်ကကြာတော့တတိမီဒီယာတွေမှာပြန့်သွားတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်အတိတ်ပြရတော့လိုလိုလားလားနဲ့အဲ့ဒီဆေးရဲ့တတိင်းတွေကိုသွားပြီးတော့ပြောတဲ့ပုံစံမျိုးတော့မဟုတ်ဘူးမေးတဲ့လူကအဲ့ဒီအကြောင်းအရာကိုမေးတဲ့ခါကျတော့ သူသီးတလောက်ကိုပြောတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်။နောက်ဒါတော့နောက်တစ်ခုကကျွန်တော်တို့မြောက်ဒီမြို့မှာရှိတဲ့မြို့ဆောင်တက်မြို့ဆောင်တက်ကခလာရ2.5အဲ့ဒါကမြောက်ဒီเนาะမြောက်ဒီမြို့ဆောင်တက်ကိုနေပြီးတော့အရင်တုန်းကတစ်ခေါက်တိုက်တယ်တိုက်ပြီးတော့အဲ့ဒီလူတွေကဟောအမှန်နဲ့တဒါအောက်မှာပဲเนาะအဲ့ဒီမှာစုပြုံပြီးတော့ဂျန်တော့တယ်ကွက်ကွက်လေးပဲဂျန်တော့တယ်เนาะအဲ့ဒါမှာသူတို့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီးတော့နောက်ဆုံးကျတော့အကုန်လုံးဆုတ်ပေးလိုက်ရတယ်။ဆုတ်ပေးလိုက်ရတော့အခုဆုတ်ပေးလိုက်ရတဲ့ဟာမကလို့အဲ့ဒီတံတားအောက်ကလူတွေကိုခြံထားပြီးတော့အခက်လိုက်ရ2.5ကိုနေပြီးတော့တင်ပိုက်ထားပြီးပြီးအဲ့ဒါကိုပြန်ပြီးတော့လွှတ်လိုက်တာဖြစ်တယ်။ထိုင်းဘက်မှာပြည့်တဲ့လူတွေပြန်ဝင်လာတယ်ဝင်လာပြီးတော့အဲ့ဒီမှာအင်အားတွေစုတယ်။စုပြီးတော့ဟိုတရက်နေ့ရက်ကကျွန်တော်တို့တည်င်းချတာကဒီမြောက်ဒီကနေပြီးတော့ထိုးစစ်ဆင်မှုရှိတယ်လို့ကျွန်တော်တို့တည်င်းချတယ်ဒီနေ့ထပ်တော့ပြန်ပြီးတော့ဒီတည်င်းကအတူပြူတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့2.5ကအဲ့ဒီမျိုးစုံတက်ကနေပြီးတော့ဒီလိုဒီဖက်မှာ သင်္ကန်းညီနောင်နော်သင်္ကန်းညီနောင်မှာရှိတဲ့ဗျူဟာကိုနေပြီးတော့ထိုးစစ်ဆင်တယ်အဲ့ဒီသင်္ကန်းညီနောင်ဗျူဟာကနေပြီးတော့ဒီဖက်ကကဲနေကတင်ပိုက်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒီသင်္ကန်းညီနောင်ဗျူဟာကိုထိုးစစ်ဆင်ဖို့အတွက်ထွက်လာတယ်ထွက်လာတဲ့ခါကျတော့အဲ့ဒီမှာကြားဖြတ်ပြီးတော့နော်အတိုက်ခံရတယ်အဲ့ဒီမှာတော်တော်ကိုကြာဆုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဒီကြာဆုံးမှုဇင်းတွေကတော့တိကျကျွန်တော်တို့ဖော်ပြထားတာမတွေ့ရသေးဘူးဆိုတော့တို့တော့ကြာဖြတ်တိုက်တယ်တိုက်ပြီးတော့အဲ့ဒီခလရ2ခွန်9ကိုနေပြီးတော့ဒီဖက်ကလက်နဲ့ကြည့်တယ်နဲ့အသကုံထုတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဘာဖြစ်ဆိုတော့တို့စီကရရှိထားတဲ့လက်နဲ့ကြည့်တယ်နဲ့တို့လည်း အဲ့ဒီခလာရ2.5ကိုနေပြီးတော့ငကျင်းကိုငကျင်းစီနဲ့ပြန်ကြော်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အတိပြရတော့ခလာရ2.5ကိုစပြီးတော့တိုက်တယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့နေဆက်တလျှောက်မှာကျွန်တော်တို့တော်တော်ကိုတိုက်နေတယ်အခုဥတီထားတို့ဘာတို့ကတော့မတိုက်သေးဘူးအဲ့ဒီမှာတိပေါ့ပေါ့တော့သူတို့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာကျွန်တော်တို့တော်တော်ကြာဆုံးမှုတွေလည်းရှိတယ်စခန်းတို့လည်းတင်တာတွေကျွန်တော်တို့တွေ့ရတယ်နေလေးတို့ဘရင်နောင်တို့ဒီဖက်မှာဆိုလို့ရှိရင်ရွှေအေးအများကြီးတို့စတဲ့ဖြစ်ဒီနေရာတွေကကြာဆုံးတော့တာပေါ့နော်အဲ့ဒီစခန်းတွေကကြာတော့တယ်ခုနကတိပေါ့ပေါ့ကတော့မကြာသေးဘူး ဆိုတော့ဒီဘက်မှာလည်းဝလီပြူခါရှိတယ်ဝလီပြူခါနောက်မှာတော့ကာကင်းခုနကနော်ရွှေအမြိုင်ဆိုတာအဲ့ဒါလည်းကြပြီနော်ဒီတရနှစ်ရကတော့နည်းနည်းလေးညိနေတယ်နော်ညိနေတယ်အောင်ပွဲလေးတိတ်မတွေ့ရဘူးဒါပေမဲ့ထူးခြားမှုကပါလဲဆိုလို့ရှိရင်မြောက်ဒီရမျိုးစုံတက်ခလာရ2.5ကိုနေပြီးတော့စပြီးတော့တိုက်တယ်တ냐လုံးတိုက်ဖို့ဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တည်င်းထူးတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့အရင်တော့ရပြီးသားကိုပြန်ပြီးတော့တိုက်တယ်တိုက်တဲ့အခါကျတော့အခုအသက်တွေကတော့ပေးဆက်ရမှာပေါ့နှုတ်ကလေးကအဲ့လိုမျိုးတိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒါကို ပြန်ပြီးတော့မစိုးပဲနဲ့ဒီဟာကိုခြင်ထားမယ်ဆိုရင်အခုเนาะအသက်လက်သေးစရာမလိုတော့ဘူးအခုကပြန်ပြီးတော့တိုက်ရရတယ်ဆိုတော့အဲ့ဒီမှာအင်အားပေါင်းကအခုတိတာကတော့တရားကျွန်တော်တို့ဟိုတရားနည်းကတတင်းချတာကအင်အား900လောက်ရှိတယ်လို့ပြောတယ်ဒီဖက်ကထွက်ပြေးတဲ့လူတွေပေါ့เนาะထွက်ပြေးတဲ့လူတွေဟိုဖက်ကနေပြီးတော့ထိုင်ကနေပြီးတော့ပြန်ပြန်ပို့တယ်ပြန်ပြန်ပို့တာကဘယ်သူ့ကိုပို့လဲဆိုလို့ရှိရင်အခု BGF စီမှာပေါ့ပို့တယ်ဆိုတော့အဲ့ဒီဟာကတကယ့်သူတို့အတွက်က DPGF ကစိတ်ပင်ဖြစ်နေတယ်နော်စိတ်ပင်ဖြစ်နေတယ်ဆိုတော့မအလာကိုကူညီနေတယ်မအလာကိုကူညီရချင်းအတိကကြောင်းရရလဲအဲ့ဒီ sugar ကိုပြာချတော့မယ်ဘာဖြစ်ဆိုတော့ဒီဖက်ကလေယံပြင်းတဲ့ပုံကျွေးမှာဆိုတော့လုံးဝမစားတဲ့အမေကတော့တင်းတဲ့ပက်မှာပဲ sugar ကိုပြာချအောင်ချမှာဟိုးမှာဖက်တလန်တို့ဘာတို့လို့အဲ့လိုမျိုးဖြစ်အောင်သူတို့ကဆွဲမှာဆိုတော့အဲ့ဒါကိုဆွဲမခံဘူးအဲ့ဒါကြောင့်မအလာကိုကူညီနေဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဖက်မှာတော့ agreement တော့ရှိမှာပေါ့တော့ KNU နဲ့တော့ဆိုတော့ဘလို့ဘလို့ကစားကြမလဲဆိုတော့ပြန်ပြီးတော့ချိအောင်ဒီမြဝတီရဲ့မျိုးစုံတက်မှာ တတော်စစ်ပွဲတွေအဖကုံဖြစ်နေတဲ့ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကဒီမင်းကလေးအပြစ်မှာဆိုလို့ရှိရင်မအလကပုံချေးတယ်သူကတော့ပြစ်ခတ်ရစေးရတယ်လို့တယ်အခုတော့မှထပ်တော့ချင်ကြပြန်ပြီနော်ဒီဂျွန်လာတလပြန်တော့ပြစ်ခတ်ရစေးတယ်ဆိုတော့သူ့လိုပြစ်ခတ်ရစေးမျိုးတွေကတော့လုံးလို့ရတာပေါ့နောက်ဘာဖြစ်ဆိုတော့သူကနာမည်တစ်ခုပဲဒီတန်ငယ်တကမှာသူကအာ ဒီအာဆီယံကဖိအားပေးတဲ့ဟာကိုဟုတ်ကဲ့ငါတို့လုပ်ပါတယ်ဆိုတဲ့ဟာပုံစံမျိုးပဲဒါပေမဲ့တကယ်တကယ်မြေပြင်မှာတော့ချနေတာပဲတော့ချနေတာပဲပုံချဲတယ်အချိန်ပေါင်း900နဲ့9ချိန်ကျဲတယ်ဒါမင်းကလေးအပြီးမှာနော်သူအပြစ်ခရရစေးတဲ့ကာလမှာပြုသူရောက်ပေါင်း block ဖေးလို့ဆိုလို့ရှိရင်436ရောက်ဖေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အခုထပ်ပြီးတော့ဒီဂျွန်လာတလကအပြစ်ခရရစေးတဲ့ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကရှမ်းတောင် season မှာဆိုလို့ရှိရင်ဂျီဆုံလုံဖြစ်တိုက်ပွဲဖြစ်တယ်အဲ့ဒီမှာ PNL လေးရေးပေါ်လူကဖန်ခါရတယ်ဘက်ခါနေ့ကကျတော့အဲ့ဒီရေးပေါ်9ဦးကိုနေပြီးတော့တတ်ပစ်လိုက်တယ်နော်စကစားနဲ့ဒီ PNO ပြီးသူစစ်တွေကတတ်ပစ်လိုက်တယ်ဆိုတဲ့ဟာကို ိုကျွန်တော်တို့ဗီဒီယို final ထွက်လာပြီဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒီဗီဒီယို final ကျွန်တော်လောလောဆယ်မတွေ့ရသေးဘူးပုံတွေတော့တွေ့နေပြီเนาะပုံတွေတော့တက်နေပြီဆိုတော့အဲ့ဒါကစီဆိုင်မှာဖြစ်ပြတဲ့အဖြစ်ပြက်เนาะအဲ့ဒါကို PNLA ရဲ့ရေးပေါ်၅ရောက်ကိုသူတို့ဖမ်းရတယ်စစ်၃ပန်းအနေနဲ့သူတို့ထားမယ်ဒါပေမဲ့သူတို့ကတက်ပြစ်လိုက်တယ်ဒီဖက်ကလူတွေခြားတော့သူတို့စီကရတဲ့ဒီစစ်၃ပန်းတွေကိုအကုန်လုံးထိန်းသိမ်းထားတာเนาะနိုင်ငံတကာရဲ့ဥပဒေအရเนาะအဲ့ဒီ Geneva Convention ရဲ့ဥပဒေအရသူတို့ထိန်းသိမ်းတယ်သူတို့ကတော့ရတာနဲ့တတ်တယ်ဆိုတော့ဒီ gate လူဆိုးခိုင်းနေပေါ့เนาะနောက်တစ်ခုကဒီ Shamrock Lashow မှာ လို့ရှိရင်တော့တာမန်ကြီးရောအုပ်စုနာလိုင်းရွာအဲ့လိုမှဆိုလို့ရှိရင်ဒီ SSP ကနေပြီးတော့စစ်ချောင်းထိုးတယ်စစ်ချောင်းသွားလာလှုပ်ရှားမှုတွေရှိတယ်ရှိတဲ့ဟာကိုနေပြီးတော့ MND တက်ကနေပြီးတော့တမ613เนาะအဲ့ဒါကနေပြီးတော့ခြုံခိုးပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတိုက်ဖို့တွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့ MND ရဲ့စစ်သားအယောက်ပေါင်း ရှင်းအောင်ထေသွားတယ်เนาะထေသွားတယ် SSPP နဲ့ MNE ရဲ့တပ်ဖွဲ့ဖြစ်တာဆိုတော့တော်လိုက်ရေးမှာဆိုလို့ရှိရင် SSPP တို့ RCSS တို့ဆိုတာတော်တော်ကိုတိုက်ပွဲလုံးဝပတ်ပုံပတ်သက်မှုမရှိဘူးခြင်ညာတော့ခြင်ညာတယ်အခုမွန်လိုပဲအာတိုက်မယ်ခိုက်မယ်ဆိုပြီးတော့ခြင်ညာတော့တော့နှစ်ခါတော့ကျွန်တော်ကြားတယ် SSPP ဆိုတော့မွန်ကလည်းနှစ်ခါတော့ရှိပြီเนาะတစ်ခါမှသူတို့အကောင့်လေးပေါ်တာကျွန်တော်တို့မတွေ့ဘူးဆိုတော့အခုချတာကတော့သူတို့ကြားတာက SSPP နဲ့သူတို့ဖြစ်တယ်ပြီးလို့ရှိရင်တော့အခု MNDA နဲ့ဖြစ်တယ်ဆိုတော့ TNL ကတော့သူတို့ကအမြဲတမ်းနိုင်ချင်းတယ် သူတို့ကိုမောင်းထုတ်တယ်ဒါပေမဲ့သူတို့နဲ့မဖြစ်ဘူးဆိုတော့အခုကတော့ MNDA နဲ့သူတို့ခြားကြတယ်ခြားကြတဲ့ခါကျတော့အခု6ယောက်သေးတယ် MNDA ဘက်ကဆိုတဲ့တင်းကိုတော့ကျွန်တော်တို့ကြားတယ်เนาะအဲ့ဒါကအချင်းချင်းခြားကြတာဆိုတော့အချင်းချင်းတော့ပြောရမှာပေါ့เนาะဘာဖြစ်ဆိုတော့ဒီဖက်မှာတော်လန်ရေးဖက်မှာမဟုတ်ဘူး တော့စကစကိုချတာမဟုတ်ဘူး SSPP ကဆိုတော့ MNDA တော့မှသူကချတယ်နဲ့နောက်ရာချိုးတော့ပါတော့မှသူသိမ့်သေးတယ်နော်အဲ့ဒီမှာတရုတ်ရဲ့စစ်စစ်မှုကြောင့်သူကလည်းတရုတ်ဖက်မှာပါသွားတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးတွေတွေ့ရတယ်ဆိုတော့နောက်တစ်ခုက Granny Data မှာဆိုလို့ရှိရင်တော့ဒီမေလတလအတွင်းမှာနော်အဲ့ဒီမှာဒုတိုင်မှုတယောက်ဖေးတယ်အဲ့ဒါကဒီ KNI ရဲ့ PDF တွေပေါ့နော်အဲ့ဒီမှာအယောက်ပေါင်း20တရားရရှိတဲ့ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်ရှာရှာပပပဲနော်ပလိုင်းဖက်ကသေးတာအဲ့လိုအကြီးကြီးတွေသေးတာနောက်ကျွန်တော်တို့တွေ့ရတာနော် အခုဒုတိုင်ရမုံတယောက်သေးတယ်ပြီးလို့ရှိရင်တော့အဲ့ဒီပါအရောက်ပေါင်း20တန်းရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကဒီအခုတော်တော်ကိုနော်ရေကြီးနေတယ်နော်အဒီမေလာအတွဲမှာတော်တော်ကိုမိုးရွာတယ်အခုမြေကြီးနာတို့အဲ့ဒီကချင်ပင်နယ်မြေကြီးနာတို့ချီဖွေတော့မှာဆိုလို့ရှိရင်တကယ်အကြီးအကျယ်မိုးရွာပြီးတော့အဲ့ဒီမှာရေကြီးနေတယ်အခုနေပြည်တော်မှာရှိတဲ့နေရာတွေမှာလည်းလည်းမြေတွေတော်တော်လုံးမုန်းနေတယ်အဲ့ဒါကြောင့်အဲ့ဒီမှာမြင်းကလေးချောင်း နော်အဲ့ဒီမှာဒေးခုနေရတဲ့ယာကြီးဒေးလေးလေးပဲပေါ့နော်အဲ့ဒီဟာကိုအကုန်လုံးဖျက်သိမ်းလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့တည်တင်းတပ်ပုံတွေနဲ့တွေ့ရတယ်ဆိုတော့ရေကြီးနေတယ်အခုနော်တော်တော်ကိုရေကြီးနေတယ် ဆိုတော့အများအားဖြင့်တော့ဒီဘက်မှာကချင်ပြည်နယ်ဘက်မှာဒီမြေချင်းနာဘက်မှာတော်တော်ကြီးအကြီးနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဒီကုလသမဂ္ဂကုလသမဂ္ဂမှာဆိုလို့ရှိရင်တော့အထောက်ပံ့တွေတော်တော်ဖြတ်တောက်လိုက်တယ်အဲ့ဒါက USA နော်တော်တော်နိုင်ငံတကာမှာဆိုလို့ရှိရင်တော့ USA ကတော်တော်ကူညီတယ်ကူညီတဲ့ခါကျတော့သူတွေကလည်းတော်တော်အကျွေးရှိတယ်အဲ့တော့အတကောနေပြီးတော့အကျွေးကိုပြန်ပြီးတော့ဆက်နိုင်ဖို့အတွက်နော်ဒေါက်တာထရန့်နော်သမဏဒေါက်တာထရန့်ကနေပြီးတော့လုတာဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့ budget တွေတော်တော်ဖြတ်တယ်ဆိုတော့အတကအဓိကပုံမှန်ပတ်သက်တယ်လို့က Elon Musk နော် Elon Musk ကနေပြီးတော့အဲ့ဒီ budget တွေကိုအကုန်လုံးဖြတ်တောက်တာဒ ဒီဂျောင်းတို့ဘာတို့တက်တို့တို့ဟာဘတက်တို့တို့ဘာတို့ဆိုတာတော့ကိုဖြတ်တာအပြီးတော့ဒုက္ခသစ္ခန်းကကိုကြီးတွေအကုန်ဖြတ်တာဆိုတော့အခု VOA တို့ဘာတို့လဲပါတယ်နော်အခုဒီကုလသမဂ္ဂမှာဆိုလို့ရှိရင်ဝန်ထမ်းအယောက်ပေါင်6900ကျော်ကိုရှင်းချဖို့အတွက်အဲ့ဒါကိုနေပြီးတော့ဒီ US က budget က20000ခန့်ရှင်းချတဲ့ခါကျတော့အဲ့ဒီမှာလုံးမခန့်နိုင်တော့မခန့်နိုင်တဲ့ခါကျတော့ကုလသမဂ္ဂရဲ့အတွင်းရေးမှုချုပ်ရုံးထွေးမှာအဲ့လိုမျိုးစာရောက်လာတယ်နော်ရောက်လာတဲ့အတွင်းရေးစာနော်အဲ့လိုမျိုးအလုပ်သမားတွေကိုရက်စိဖို့အတွက် ဆိုတော့အဲ့ဒီမှာ writer တင်းကနေပြီးတော့ဖော်ပြထားတဲ့တင်းတစ်ပုဖြစ်တယ်ဆိုတော့အဲ့ဒါကုလသမဂ္ဂမှာလည်းအလုပ်သမားတွေတော်တော် short ချမယ်6900ထိတောင်မှ short ချမယ်ဆိုတဲ့တင်းကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခု Elon Musk ကတော့ Metatron နဲ့တိတ်ခင်ကြိုက်အောင်နော်သူရဲ့တာဝန်ကလည်းပြာကြီးပေးလို့ကျွန်တော်တို့ကြားရတယ်ဆိုတော့ရက်ပေါင်း100ကျော်မှသူကနေပြီးတော့အခုဒီ Elon Musk က budget နိုင်ငံရဲ့ budget မှာဆိုလို့ရှိရင်တိတ်အခြေတင်တိတ် စိတ်ထဲမှာမအီမသားဖြစ်တယ်နော်အဲ့ဒီမှာသူတို့ကမကြိုက်တဲ့ခါကျတော့အဲ့ဒီဒီလိုမက်ကနေပြီးတော့သူက tunnel line ခွဲတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကုလသမဂ္ဂမှာမနဲ့ဆရာခိုင်နှုန်း short chart တယ်အလုံးသမပေါင်း6900เนาะအဲ့ဒီမှာအလုံး short chart ချင်းကိုခိုင်းရမယ်ဆိုတဲ့တည်င်းကိုလည်းဒီနေ့တွေ့ရတယ်ဆိုတော့ဒီနေ့ဂျွန်လတရက်နေ့မှာတည်င်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ